ဝိုင်းဒီယိုဆောင်တော်ခင်တန်းဝင်းရဲ့မချွတ်သေးဘူးနာနာဘဝဖြစ်နေတယ်ဆိုတဲ့သတင်းစကားတွေအွန်လိုင်းပေါ်မှာထပ်သက်လာပြန်တယ်သူသမီးဖြစ်တဲ့ရေရီပွင့်ဖြူကတော့သောတာထွက်ပြီးတော့အဲ့လိုမျိုးပြောတဲ့သူတွေကိုအေးအေးယူအောင်မှာတော့အသေးချာပဲဒီတော့ထင်မှာတော့ဝိုင်းဒီယိုဆောင်တော်ခင်တန်းဝင်းဒီဆုံးတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ တော်တော်လေးကိုအွန်လိုင်းပေါ်မှာပြဿနာဖြစ်ခဲ့တာပေါ့လေအချောင်းကြီးကတော့ဒေါ်ခင်သဝင်းကတိုက်ခန်းတဲမှာတယောက်တည်းဟောဘယ်သူမှမရှိဘဲနဲ့အပေါ်မဲဆွားပြီးဒီဆုံးနေတာ၃ရက်ရှိပြီနောက်ပိုင်းကျတော့တိုက်ခန်းဘီနာကအနီနာနော်တိုက်ခန်းဖော်ရီကအနှံ့ရလို့နော်ပုတ်နေခါကျတော့ယက်စကန်ကိုဖုံးဆက်ပြီးမှဒါဒီမီရီက TRA ဆိုတဲ့အနေထားနဲ့အွန်လိုင်းပေါ်မှာပြန့်နှံ့လာတာပါသူသည်မီဖြစ်တဲ့ ရည်ရွယ်ပွင့်စုကတော့ခုလိုမျိုးဝေဖန်တဲ့သူတွေရှောက်ပြောင်းနေတဲ့သူကိုအခြေယူဖို့အတွက်တော့လှုပ်ဆောင်ခဲ့ပြီးတော့နောက်ဆုံးမှာတော့တောင်းပန်လုပ်ခွင့်လုပ်ပေးခဲ့ကြောင်းကိုလည်း online ပေါ်မှာတင်ထားတယ်။တခုရှိတာကသူ့ရဲ့မိမလေးဖြစ်တဲ့နော်။ဆုလတ်ရည်ရနာကသူ့အဖွားမဆုံးခင်မှာသူ့ကိုဖုန်းခေါ်ခဲ့သေးတယ်။ဒါပေမဲ့သူကဂိမ်းဆော့နေလို့မကင်ဖြစ်လိုက်ဘူးဆိုရက်နော်။စကားကတော့သက်သေပါပဲနော်။မန်တီကေမှာတော့ဒေါခင်တန်ဝင်းဟာတိုက်ခန်းထဲမှာတယောက်တည်းမနေသေးဘူး။နော်သူရဲ့ဒီမင်းဖြစ်တဲ့ရည်ရွယ်ပွင့်ဖြူတို့မိသားစုဟာဆိုရင်လည်းအင်တာမှာချမ်းသာကြရည်ရည်ပွင့်ဖြူရဲ့ ယောက်ျားစိန်ဖြိုးလိုက်ဟာဆိုရင်လည်းတကယ်ကိုမှတတိမာကြီးမင်းသမီးကြီးဖြစ်တဲ့နန္ဒလိုင်ရဲ့မောင်ဖြစ်တယ်။ဆိုတော့ပတ်စံအများကြီးပဲပေါ့နော်သူတို့ကဆိုတော့အင်ဖော်မလေးပဲဖြစ်ဖြစ်ငှားပြီးတင်တာပေါ့နော်။သွေးသွေးတွေကအင်မတားမှသွေးတွေစောင့်တက်တဲ့အခါမှာအနီးနားမှာတယောက်ယောက်အဖို့လူပါရီနော်။စီးပြီးမဲ့သူပဲဖြစ်ဖြစ်နော်။စီးခန်းကိုချစ်ချင်းခေါ်သွားမဲ့သူပဲဖြစ်ဖြစ်လူပါရီ။ဒါမှမဟုတ်လို့ရှိရင် လုံးဝမူးပြီးတော့သွေးတွေတော်တော်လေးကောင်း နော်ကြိုက်ပြီးတော့စောင့်တက်ပြီးဆိုရင်ဘာမှမလုပ်လို့မရတော့ဘူးအဲ့ချင်းနေကြောင်းဝင်တော့ခင်သားဝင်းကရုတ်တရက်ဒီဆုံးသွားခဲ့ရတာဖြစ်တယ်နော်ဆိုတော့အနီးနားမှာတယောက်မှ မရှိတဲ့အချိန်ဒီမှာဒီဆုံးတဲ့အချိန်မှာလေအနီးနားမှာသာသမီတွေရောမှနော်မရှိဘဲနဲ့ဒီဆုံးခဲ့ရတယ်တော့ခင်သားဝင်းခုချိန်မှာတိုက်ခတ်နီးနားကလူတွေကမချုံမလို့ပင်းနေတဲ့ရေးဖြစ်နေတယ်ဆိုတဲ့စကားတွေ online ပေါ်မှာပြန့်နေနေပြန်နေဟီဝွန်းချူကတော့ဒါကိုနော်ဘလူးဖြစ်ရှင်းမလဲထပ်မှန်ပြီးတော့အရေးယူမလားဆိုတော့ဆောင်းကြည့်ရအောင်ပါဗျာ